ရာသမျှတမချင်းနဲ့ပါတာစာအဖွဲ့ရထမင်းစားဖို့အခွန်လေးတောင်ရမသွားရှာတဲ့မင်းမညာမုံနဲ့ဒင်းတို့ပိုင်တဲ့ရာဘာဂျန်နီးမှာစတိုင်တစ်မျိုးဆန်းဆိုင်ကယ်တစ်ခုဖမ်းမယ်ဆိုပြီးသွားလိုက်တာအမားအငိုက်ရှာနေတဲ့တော်လိုင်းရဲ့အဖွဲ့နဲ့တွေ့တော့အတော်တန်ပြေးလို့တော့မရအောင်နှစ်ကောင်ပေါင်းပြီးနှလုံးမသာပေါ်သွားပါလေရောတဲ့ဗျို့ မင်္ဂလာပါပြိသက်ကြီးအကျိတ်နှက်ပြီးတီးမဲ့ကျွန်တော်လာပါပြီခင်ဗျအမြင်ဆန်းနေနဲ့ဝင်ကျန်းကြည့်လိုက်ဦးမယ်ဗျာဒီနေ့တော့အစော်တကွက်ကတော့ဂေါ်ချက်လို့ထင်အဆုံးထိလိုက်ခဲ့ကြာဗျာအပျော်ပြက်မဟုတ်တာတော့သိကြတယ်အတော်ရုပ်မာတဲ့မအားလာကိုဖဲ့ဖို့ဗျာသူနဲ့အပေါင်းပါတွေပါပါတာပေါ့ဗျာပထမအဦးဆုံးသတင်းတပုတ်ကတော့ ခေါင်းစဉ်လေးကိုအစချီပြောလိုက်မယ်ဗျာကာယံတွေနဲ့အပြတ်တွေမယ်ခွေပြုတ်ပါကွယ်စိတ်လစီမရေလာလိုက်တယ်ခေါင်းစဉ်လေးဘသူကိုပြောခြင်းလဲဆိုတော့စီမောတက်ပြီးတော့ကြက်ထားတဲ့စာတွေနဲ့ကြည်သူလူတို့ကိုမဲဆွယ်နေတဲ့ ခေါင်းမတစ်ခေါင်းပေါ့ဗျာသူ့ကိုစပြီးတော့ကျွန်တော် reaction လေးနည်းနည်းလုပ်ပြီးတော့ပြီးရင်ဘယ်လိုဖဲ့မလဲဆိုတာစောက်ကြည့်ပေးပါခင်ဗျာကဲကြည့်လိုက်အောင်ဗျာရာစမနိုင်ငံရေးလောက်တဲ့နေရာမှာဆိုအမေတပ်ဖို့ကြိုတင်တာနိုင်ငံရေးလောက်တဲ့လူတိုင်းနိုင်ငံရေးလောက်တဲ့လူတိုင်းရင်ဒါနိုင်ငံရေးကောင်းဆောင်လို့တက်ပုံပြီးတော့ အခြေခံအဆောင်ပုံစံလူသားရေးကြည့်တော့ထိန်းဆက်ပစ္စည်းတောင်းတော့ရှိပါနိုင်ငံရေးကိုပါချောင်းလုံးလုံးပါရည်ရွယ်ချက်တောင်းလုံးလုံးအခြေခံကျိုးမြတ်ရမှုမျိုးပေါ့ဟုတ်လားလုံးဝမေ့လို့မရတဲ့အခိုင်အကျတစ်ခုရှိပါတယ်အဲ့ဒါဟာပါလဲဆိုတော့လူတိုင်းကနိုင်ငံရေးသမားနဲ့နိုင်ငံရေးလုပ်တဲ့လူတိုင်းအားတော့ပြောကြပါလေရည်ရွယ်ထားကြပါတော့ င်းတို့ရည်ရွယ်ချက်ကတော့ခိုးဖို့လေပြည်သူလူထုနိုင်ငံရဲ့ပြည်သူလူထုအခွင့်အရေးတူပြီးတော့ပြောကြားပြုဝင်ကြတာဒီကြတာဒါပေမဲ့တကယ်လက်တွေ့လောက်ဆောင်တဲ့အချိန်မှာဆုံးဖြတ်ချက်ထားတဲ့အချိန်မှာနိုင်ငံရဲ့ပြည်သူလူထုဖိတ်ခိုင်းချင်တာစင်တဲ့ဆုံးဖြတ်ချက်ကိုလက်ရမြုံးနေမလုံးမိခို့ကိုကိုကိုအငြင်းတန်းပြန်လဲတုံးတက်နေဖို့ဒီသိန်းကအရင်ရင်းကြီးပါဒါကြောင့်ကျွန်တော်ကအခု လူလိုင်းကကောင်းလာမှာလို့ခုံလုံးထင်လာပဲလုပ်နေကြတဲ့သူတွေရှိပါပဲ။ဟိုမှန်နဲ့ထင်လုံးလုပ်နေကြတဲ့သူတွေရှိပါပဲ။ဒီမှာပဲဒီမှာခံယူချက်နဲ့ဒီမှာဒီမှာမှန်တဲ့သူတွေဒီမှာလုပ်နေတာပဲ။ဒါပေမဲ့ဟိုမှန်ကထင်လို့လုပ်လိုက်တဲ့အရာကိုဟိုမှန်နဲ့ထင်လို့ကိုလုပ်တယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်လုပ်နေတိုက်တယ်ကိုလုံးဝပေးလို့မစဉ်းစားနဲ့။ဒီထုကိုထိခိုင်းရင်တော့မဖြစ်စရာဘူးဆိုလေအထင်းထုတ်ကထင်းထုတ်နဲ့ပြန်လဲထင်းထုတ်ဖို့လိုပါလား။ဒီလိုနဲ့ပတ်သက်လို့ရှိရင်သူလည်းလူမှန်နဲ့ ်ထင်လို့သူလည်းကိုလည်းကိုမှန်နေဒီကိုကိုလို့ဒါမှန်မှန်ကြည့်သူတွေကြောင့်ဟာဆိုပြက်တနာကြီးကြီးမားမားမရှိနေမဲ့နိုင်ငံရေးလုပ်နေတဲ့လူတွေနိုင်ငံရေးကောင်းကောင်းတို့ကအဲ့ဒီဆိုင်ဆုံးမဲ့လို့မဲ့လို့ရှိရင်စိတ်ပိုင်းစိတ်ကောင်းရမှာကပြည်သူလူထုနဲ့နိုင်ငံတော်ဖြစ်ပါတော့နိုင်ငံရေးလောက်တာလေစီးပွားရေးလောက်တာဒုက္ခလိကစီးပွားရေးလောက်တာမကူပါဘူးဟိုမှာစီးပွားရေးလောက်တာဒုက္ခလိကစီးပွားရေးလောက်တာကဆုံ ောင်းခိုင်းခိုင်းနဲ့နာခဲ့ရင်ကိုရဲ့ဂဏိတာဆိုကိုရဲ့ဒုက္ခကြီးတစ်ခုကိုရဲ့ဖက်စီတစ်ခုပဲထိခိုင်းနေတာမှာဖြစ်ပါတယ်။နိုင်ငံရေးလုပ်တဲ့လူတွေနိုင်ငံရေးတောင်းကြလို့ဆုံးဖြတ်ချက်တစ်ခုအမှန်လက်ခဲမိရဲ့ခံစားခုခိုင်းခုခိုင်းနဲ့နာခံစားရမယ့်လူတွေကချက်ထားတဲ့ဆောင်ပိုင်ပတ်သူလည်းပြီးဘူးသူဒါထိခိုင်းနေတာခံစားရမှာဖြစ်ပါတယ်။ဒါကြောင့်ဘုံတော့ဒီမှာပြောချင်တာကအခုဒီမှာနိုင်ငံရင်းလုပ်တယ်ဆိုတာက ကျမဒီထိတ်ခွန်းနဲ့အထုတ်ရောနောင်ရောစာရွက်လေးပေးလိုက်ကြပါဦးဘာဒုက္ခပါပဲအပေါ်ဒီထိုင်နေတာမုတ်ကစီနဲ့လုံရမျိုးဆုံးပြတ်ရမျိုးဘယ်တော့မှမလောက်ပါဘူးလို့ကျမတို့ခုပြည်သူလူထုရှိမှကျမတန်လေးခင်သူပါထော်ပြီး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 ဟမ်ဒုတ်ကြောင်မအဟုတ်ဟောင်းနေတာကြည်စမ်းဗျာငါမရိုင်းချင်ဘူးနော်ငါမရိုင်းချင်ဘူး ဟာတိုင်းပြည်လောက်ပဲသိတဲ့ကောင်မဟမ်နမေရပါလူတကာကျမ်းနာခံကျင်တဲ့ VV ချမ်းတီးပါပြောရင်တော့ဖီးမလာတဲ့တကောင်ကြမကိုလောင်ရတဲ့သူတွေတော့ရှက်လာတယ်ဗျာသူကြည့်လိုက်တော့မြမစကားတော်ပြီအောင်မပြောနိုင်လူတကာဘောကင်ပြီးယောက်ျားတကာအာသာပြီအောင်အထာတွေနဲ့နမေကြီးချင်လဲဆက်ချက်နေပါမင်းကလေးရာ မတော်တာတွေမလုတ်ပါနဲ့လောဘလောကအပျော်ပါဆိုရင်တော့အဖော်ရှာရအောင်မယ်ဟေ့ငါမတတ်နိုင်ဘူးကျမဖာပါအပြက်ကင်ပါလို့ပြောရင်တော့အိမ်ကမင်းမဟုတ်အတိုင်ခံရအောင်မယ်ကြောက်တယ်ဗျာအပေါက်ကျဲမရေရုပ်ကောတရုပ်ဖို့မှမကွဲပြားဝဲစားလောက်တောင်တန်ဖို့မရှိပဲသူ့ကိုယ်သူပန်းပန်လိုက်လို့နန်းဆန်နဲ့ထင်းရင်လဲ လှမ်းတာခံလိုက်တော့ကောင်းမကြီးအကျမ်းမှာဆိုရင်တော့ငါအသက်ကြီးပြီဟမပြက်စည်းချင်သေးဘူးငါမယိုင်းချင်ဘူးနော်ငါမယိုင်းချင်ဘူးငါမယိုင်းချင်ဘူးငါတကယ်ယိုင်းလို့ရှိရင်လေဟိုတယောက်ပြောသလိုမလုတ်ပါနဲ့မလုတ်ပါနဲ့ဟိုစတော့မလုတ်ပါနဲ့ဖြစ်သွားမယ်နော်ဟိုစတော့မလုတ်ပါနဲ့ဖြစ်သွားမယ် တူလိုက်ခိုးသူ့ကိုယ်သူဟမ်ဗန်လေးပန့်ပြီးတော့တူမယ်ထင်လားနေကိုနေပြောရင်ငါတို့ရိုင်းနေဖြစ်မယ်ကွာအဲ့လောက်ပြောတော့တော့ကျွန်တော်လွန်လားဗျာဟမ်အဲ့ကြောင်လေဒူတိုင်းပြည်ကြီးကပြက်စီးနေတာမဆမ်းပါဘူး။ကဲပြောတာကြားတယ်ဗျာနောက်ထပ်တစ်ပုတ်လေးတွားရအောင် ဘောမတွေအကြောင်းနဲ့စလိုက်မယ်နောက်တစ်ပုဒ်ကိုနော်ဘောမတွေမီးလောင်နေတာဘောမတွေမီးလောင်နေတာသူတို့တိတ်ခါကြတယ်ဗောဘာဖြစ်တယ်ညာဖြစ်တယ်ဗောအဲ့တော့ခိုင်ရန်လေးနဲ့သွားမယ်ဗျာဘောမတွေတောကတွေဝေပြီးဒေါသတွေချွေနေလောကကလူတွေတောင်နေเสียမရှိတဲ့ Telegram မှာအာချောင်နေတဲ့ဖော်ကောင်ဘာညွတ်လဲ Telegram မှာတကယ်အပီကြံပြီးဖဲ့မယ်ဗော။ အခုတော့ဒီသတင်းကြောင့်တကယ်ဒင်းတယောက်လဲစရင်ဖြောက်ပေးလို့မရဲတဲ့အခြေအနေဖြစ်သွားပြီလေဖြစ်စဉ်ကဒီလိုဗျယမန်နေ့မနေ့စကိုင်းဈေးတောင်ဘက်မှာခွေးအောင်ချက်ကလွန်ရောဗျနေရာကတော့အထာကတိကျောင်းရှိမကြခင်ခွေးအလောင်းတွေ့ရအောင်ပဲဗျာဘသူလဲဆိုတော့တာဝန်ချထားတဲ့ပိန်ရှိရှိမျက်နှာမှာလဲမတ်စတာထားတဲ့ရဲတဲ့ ယူနီဖောင်းအပြည့်စုံနဲ့ပြည်သူကိုကောင်းကောင်းမွန်မွန်မဆက်ဆန့်ပဲနဲ့အော်ကြီးဟစ်ကျဲရှောက်အော်နေလို့တယ်ဗျာ။အော်မှာပေါ့ပေါက်ဖော်တွေကိုအဖီတော်ပြီးအချမ်းဖက်စစ်တပ်ကဆင်းသက်လာတဲ့အောက်တန်းစားမကြခင်ဂွင်းဆက်မသားဖြစ်တော်မယ်ဟေး။စစ်ခွေးတင်ဆိုင်စကိုင်းတိုင်းကနေရဲခွေးမသားအာထကရှိမှမကြတော့ဘူးလာတော့မယ်နော်မကြတော့ဘူး။ ဒီကောင်းနေနော်ပြည်သူလူထုကိုအိုကြီးဟစ်ကျဲနေမသိရင်သူတို့မွေးထားတဲ့သားသမီးတွေသူတို့ကျွေးမှစားထားရတဲ့ပြည်သူလူထုတွေကြာနေရပဲအဲ့လိုကောင်းမျိုးတွေဖေးတာဖေးတာမနှမြောဘူးနော်နောက်ထပ်တစ်ကောင်လာပြန်ပြီအုတ်ကြီးတွေအုတ်ကြီးတွေသူတို့တရင်ဆက်ပြောရအောင်အချောင်ရမလားလို့ဝင်ကမှနှဲကြီးတက်နေပြီလို့ဂိသွားတယ်အုတ်ချီးအစ်တဲ့ အခုတော့အပြုတ်တီးခံလိုက်ရပြီဗျာအပြုတ်တီးခံလိုက်ရပြီအုတ်ကြီးအပြုတ်တီးခံလိုက်ရပြီဗျို့ပြုတ်တီးခံလိုက်ရပြီဝန်ပြင်းထဲမှာအခုကြုံတာပြောရမယ်ဆိုရင်မုတုံကအလွန်လဲပြီဆိုပြီးအရေကုန်အတုခြုံလာတဲ့နိုင်လုံးကျေးရွာအုတ်ကြီးတည်င်းမျိုးတည်င်းဆိုပြီးမပြောချင်ပေမဲ့တည်င်းချို့ကိုမျောနေတဲ့မိဘပြေသူလည်းရှိတာ ው ဗျာ သူ့ကိုသူကတော့စစ်ခွေးဘက်ကနိုင်မုံရမယ်ထင်တဲ့နိုင်လုံးကြေးရွာအုတ်ကြီးဇင်မျိုးဦးခေါ်နိုင်ထွတ်တကောင်အပိုင်တွတ်မယ်ဆိုပြီးလှုပ်ပြင်မယ်ဘိုင်ပုတ်သွားရတယ်လို့ပါပဲဗျာရာသမျှတမချင်နဲ့ပါတာစအဖွဲ့ရထမင်းစားဖို့အခွန်လေးတောင်ရမသွားရှာတဲ့မင်းမညာမုံနဲ့ဒင်းတို့ပိုင်တဲ့ရဘာဂျန်နီးမှာစတိုင်တစ်မျိုးဆန်းဆိုင်ကယ်တစ်ခုဖမ်းမယ်ဆိုပြီးသွားလိုက်တာ အမားအငိုက်ရှာနေတဲ့တော်လိုင်းရဲ့အဖွဲနဲ့တွေ့တော့အတော်တန်ပြေးလို့တော့မရအောင်နှစ်ကောင်ပေါင်းပြီးနှလောင်းမသာပေါ်သွားပါလေရောတဲ့ဗျို့နှလောင်းတော့နှလောင်းတော့ဟင်းဟင်းဟင်းပြစ်တက်ခံရလို့ဘိုင်ပုတ်သွားရှာတဲ့နိုင်ထုတ်ကအုတ်ချီးစည်းစိမ်ကိုတလအကြာမှာပဲအပီးဂိန်သွားရှာပါလေရောတဲ့ဗျာမသာထပ်ပေါ်သွားတာပေါ့ကဲကဲ အုတ်ကြီးပြစ်ကျင်တဲ့ချုပ်တီးများရဲ့အဟုတ်တီးမဲ့တော်လိုင်းရဲ့အဖွဲတွေနဲ့သာမဟာရယာမြန်မြန်တွေ့တော်မူကြပါစေဗျာ တွေ့တော်မူကြပါစေနောက်တစ်ပုတ်ကတော့ကျွန်တော်တို့ရဲ့အာနာသိန်စစ်တပ်ကိုဥဆောင်နေတဲ့ဂျပုကနော်သူရဲ့စကလုံးနေရတော့အကြီးအကျယ်ပဲတော်တော်ကောင်ယူနေပြီလားမသိပါဘူးဗျာ အဲ့ဒါလေးကိုကျွန်တော်ခိုင်းနိုင်လိုက်အောင်နော်ယူရင်လည်းထမင်းလို့ဟင်းလို့ယူလို့ပြည်သူတွေကိုဒုက္ခမပေးနဲ့ကုရနတ်တိစေးမရှိအခုဆိုရင်ဂျပုကတော့တွတ်တွတ်ခါအောင်ယူနေပြီဗျာအယူစကားခလေးစကားမှန်တယ်ဆိုရင်တော့အဲ့ဒီဂျပုပြောတဲ့စကားကိုပြောင်းပေးပြီးကျွန်တော်ယူခံလိုက်မယ်ရှင်းလားသူကဘာပြောလဲဆိုတော့ပြည်တွင်းပြည်ပဆက်ဆံရေးတွေကောင်းနေပြီဆိုပဲ ပြည်တွင်းပြပါဆက်ဆံရေးကောင်းနေပြီတဲ့ဥပမာနဲ့နိုင်ပြီးပြောရမယ်ဆိုရင်ကာလရွေရောလူညာပေါ်ပြောတိုင်းမယုံနဲ့ကျွန်တော်တို့ကလည်းယုံစရာလားဗျာတကယ်တော့ကျွန်တော်သူ့ရဲ့ပြောတဲ့စကားလုံးတွေပြောင်းပေးလိုက်မယ်သူပြောတဲ့ဆက်ဆံရေးဆိုတာနော်ဘာလဲဆိုတော့ပြည်တွင်းဆိုရင်ကြည်စံပြပဆိုဖြင်ခံတဲ့ ရိုင်းနေရိုင်းနေအီရင်ကျော်လေးတော်တော်ရိုင်းနေအီရင်ကျော်လေးတော်တော်ရိုင်းနေနော်အဲ့လိုရိုင်းနာတော့မှဒီကောင်းလေးမနာတတ်ဘူးဗျာနော်နောက်ထပ်စကားပုံတစ်ခုကတော့အနေစုပ်ပေးမယ်ရွှေထုတ်တဲ့မြဘဝဒါကတော့ကျွန်တော်တို့ဂျီဇက် PDF တရေကောင်းတွေကိုနော်သူရေကောင်းတွေကိုခိုင်းနိုင်တာအနေစုပ်ပေးမယ်ရွှေထုတ်တဲ့မြဘဝ နောက်တစ်ခုကတော့သူ့ကိုသူရွှေနဲ့ထုတ်ထားပေမဲ့ဂလီကချေရုပ်ထွက်နေတာကတော့မင်းအောင်လှိုင်ပေါ့ဗျာအတီရုပ်တာကတော့တနိုင်ငံလုံးအသိပဲငတိဂျပုကတော့သွားပယ်တဲ့အထိနားလည်မှာမဟုတ်ပါဘူးလို့ပဲပြောရင်းနဲ့ဒီနေ့အစီအစဉ်ကိုညီကုန်းချုပ်ခြင်းပါတယ်နောက်နေ့နောက်နေ့ဒီမှာလဲကျွန်တော်ဒီထက်ကောင်းတဲ့အစီအစဉ်တွေနဲ့ပြန်လာပါမယ်ခင်ဗျကျွန်တော်ရဲ့ YouTube channel မှာလည်းကျွန်တော်နေတိုင်းရှိပါတယ်စိမ်းမနဲ့အတူတူကျွန်တော် channel ကိုလည်းဒီမှာ link လေးချထားပေးပါမယ် ဝင်ရောက်အားပေးပါအောင်လို့ပြောကြရင်းနဲ့မြန်မာပြည်အမြန်ဆုံးကျန်းမာပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ